ပင်ကီဘူးဆိုပြီးချစ်စနိုးခေါ်ကြတဲ့အဆိုရမလေးမိဆန်ဒီဟာမိုင်ဘူးအမှတ်တရစိတ်အဝတ်စားနဲ့အုတ်ထုတ်တွေကိုစတင်ရောင်းချနေပါပြီ။လူငယ်ရေကြားထဲမှာရေပန်းစားတဲ့ Genius Clothing ရဲ့အကူအညီနဲ့မိုင်ဘူးအဝတ်စားဒီဇိုင်းတွေဖန်တီးထားပြီးဇုံတွဲတွေအတွက်အဓိကရောင်းချသွားမှာဖြစ်ပါတယ်။ ဘန်းစကားအရာချစ်သူကောင်လေးကကောင်မလေးကိုမိုင်ဘူးလို့ခေါ်တာကိုအစွဲပြုပြီးဇုံတွဲဖို့ couple wear တွေလည်းဖြစ်တာကြောင့် brand နာမည်ကို my boo လို့ပေးပြတဲ့အကြောင်းမိဆန်နီကပြောပါတယ်လူငယ်ဆန်ဆန်နဲ့ဖန်တီးထားတဲ့ဒီအင်ဂျီဒီဇိုင်းနဲ့ပတ်သက်လို့လည်းအခုလိုပြောပြပါဗျာ က်နေတဲ့ fan တွေတော့မများဘူးဆိုင်ပရိသတ်တွေက picky ဘူးဆိုပြီးတော့မိသားနေက fatty လေးဆိုတော့ picky ဘူးဆိုပြီးတော့သူကအချက်စနုံးနဲ့ခေါ်ကြတယ်အဲ့တော့မိသားနေကလည်းအခုလှုပ်ချင်တာကလည်း couple wear လေး casual wear လေးဆိုတော့ဟိုမိုက်ဘူးဆိုင်နဲ့လည်းချက်စရာလည်းကောင်းတယ်အချက်လေးကိုယ့်ရဲ့ရည်သားကိုလည်းခေါ်ပါတော့အဲ့လိုမျိုးဖြစ်တဲ့တော့မိုက်ဘူးဆိုပြီးပြပြတာအဲ့တော့မိသားနေရဲ့ design အတိုင်းမှာလည်းဘူးဆိုတဲ့စိတ်လေးအများကြီးပါတယ် don't touch my boo ဆိုရင်ငါရည်သားကိုမထိနဲ့ my boo is better than your ဆိုရင်ငါရည်သားနေစားရမိုက်တယ်တားတယ်ပေါ့အဲ့လိုပုံစံမျိုးလေးနဲ့လူငယ်ဆန်းဆန်း ဟိုလူငယ်သဘောကျတဲ့ဆက်သက်တဲ့ပုံစံမျိုးလေးနေအခုလာတော့ဝက်ပုံလေးနေပေါ့နော်ထောက်ထားတာပေါ့နော်မိုင်ဘူးကော်လက်ရှင်ကိုယောက်ျားလေးအတွက်9မျိုးမိန်းကလေးအတွက်10မျိုးနဲ့အယောင်မတူတဲ့အုပ်ထုပ်6မျိုးထုတ်ထားသလိုဈေးနှုန်းကတော့10,000ကနေ18,000ထိရှိပြီးနောက်ထပ်ဒီဇိုင်းအသစ်တွေလည်းထွက်ဖို့ရှိတယ်လို့ဆိုပါတယ် မီဆန်နီရဲ့ My Book Clothing အတွက်ကူညီပေးခဲ့တဲ့ Genius Clothing ကအဆိုတော်ဖြိုးလေးကလည်းဒီဇိုင်းတွေကူညီဖန်တီးပေးခဲ့ပုံနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်အခုကျွန်တော်တို့လုပ်ဖြစ်တာဒီနှစ်လာဇန်းလောက်မှာစပြီးတော့စလုပ်ဖြစ်နေတယ်သလိုပြတဲ့အချိန်မှာသူလုံးလိုချင်တာတွေကိုကျွန်တော်တို့တက်နိုင်သလောက်ကူညီပေးတယ်ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်အဲအဓိကတော့ဒီဇိုင်းတွေကတော့မိစက်နေစိတ်ကြိုက်ဒီဇိုင်းတွေပါကျွန်တော်ကတော့ဟိုအုတ်လိုချင်တယ်အင်ကြီးလိုချင်တယ်ဒီသားလိုချင်တယ်ဆိုရင်ကျွန်တော်တိရအကန့်တွေကူညီပေးတယ် အဲ့တော့မိသန်ဒီလည်းကြိုက်တွေ့တယ်စိတ်ကြမ်းသာတယ်အဲ့တော့ကျွန်တော်အားလုံးပေါင်းစည်းပြီးလှုပ်ထားတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်မိသန်ဒီကိုလည်းအောင်မြင်စေချင်ပါတယ်ဟုတ်မိသန်ဒီရဲ့ My Book Collection ပို့ပြီးအောင်မြင်ဖို့အတွက်တငယ်ချင်းဖြစ်သူနန်းသူစာကလည်းဆူတောင်းပေးခဲ့ပါတယ်အာမိဆန်နေတကယ်ချင်းအဲဒီထက်ပုံပြီးပုံပြီးအောင်မြင်ပါစေ။အပြီးတော့ဒီထက်လှတဲ့ဒီဇိုင်းတွေဟိုအများကြီးအများကြီးထုတ်နိုင်ပါစေလို့ကြောင်းပေးပါရစေ။